နော်အဲဒီနေ့ညကိုတော့ဒီကာကျုပ်ပြောတယ်ကာကျုပ်ကဒီအစည်းအဝေးတွေလုပ်တဲ့အချိန်မှာအမှတ်တရလေးနော်အမှတ်တရလေးအရေးကြီးတဲ့ဇာတ်ကားလေးခင်ဗျားတို့တေချာမှတ်သွားအရေးကြီးတယ်ဒီတကားပြောမှာအရန်အရေးကြီးတယ်နော်တေချာနားထောင်ကျွန်တော်အကျွန်တော်ဟိုတနေ့ကဗီဒီယိုဖိုင်တွေမှာပြောသွားတယ်စနစ်တွေချိန်ခဲ့တယ်နော်ခင်ဗျားတို့အရက်သားတွေဘယုတ်တုတ်ခါတွေလုပ်ပြီးတိုင်းလုပ်ပြီးတိုင်းကိုတတ်မတော်ကစနစ်တွေကိုဖောင်ဒေးရှင်းအုံမြင့်ချရတယ်ပ ဥနုဆိုရမနိုင်တော့အိဆောင်ဆိုရထိန်းတယ်ပါဌာဇဆိုရကိုပြန်အပ်ပြီးတယ်နောက်တခါပါဌာဇအဆိုရကမထိန်းကြောင်းနိုင်တော့တော်လည်းကောင်စီကတိမ့်ပလိုက်ပြီးတော့လေးဆက်ခေါ်ဖျက်ပြီးတော့ဆိုရှယ်လစ်စနစ်ကိုအုံမြစ်ဆတ်ချတယ်တေချာနားထောင်တော့တော်လည်းကောင်စီကဆိုရှယ်လစ်စနစ်ကိုအုံမြစ်ဆတ်ချတယ်အဲ့လိုနဲ့84ဖော်စည်းပုံထွက်တယ်အရသာအဆိုရပေါ်လာတယ်ခင်ဗျားတို့ပြည်သူတွေအချိုးမပြေဘူး အဲ့ဒီလိုနဲ့1988စက်တင်ဘာ17ရက်နေ့မှာဦးစောမောင်ကြီးကအာဏာသိမ်းပြီးတော့နာဝတအစိုးရကြီးထွက်လာတယ်။အဲ့ဒီလိုနဲ့ဦးစောမောင်ဦးသက်ရွှေကနေပြီးတော့နာဖအစိုးရနေပြီးတော့ဒီမိုကရေစီပါတီစုံဒီမိုကရေစီစနစ်ကြီးကိုအုံမြစ်ထချရတယ်။ညီလာခံကျင်းပပြီးတော့2008ပေါ်တယ်။အဲအဲ့တော့အရသာအစိုးရဦးသိန်းစိန်ကိုပြန်လွှဲတယ်။မြမသမိုင်းမှာဦးသိန်းစိန်တခင်ပဲအရသာအစိုးရအကောင်းဆုံးဖြစ်ပြီးတော့ဒေါ်စန်းစုကြည်လက်ထက်ကြလဲကြောင်းဘယုတ်ပြည့်ဖြစ်တော်တာ။ အဲ့တော့ပါတီစုံဒီမိုကရေစီစနစ်ကြီးလဲခြုံငိမ့်သလောက်ဖြစ်သွားပြီးတော့အခုနတ်ဆက်ကအစိုးရစနစ်အစ်ဆက်ပြီးတော့အုံမြင့်ချတယ်ဗျမှတ်သွားပါနော်မှတ်သွားပါပြီးရင်ငါတို့မသိဘူးမလုပ်ပါနဲ့ခင်ဗျားတို့သတင်းစာလည်းမဖတ်ဘူးနားလည်းမထောင်ဘူးတော့မလုပ်နဲ့မှတ်သွားနတ်ဆက်ကတော်လိုင်းကောင်စီကဆိုရှယ်လစ်စနစ်ကိုအုံမြင့်ချတယ်ဆိုရှယ်လစ်ဖွဲ့စည်းပုံထွက်တယ်နာဝတာနာဘအစိုးရကပါတီစုံဒီမိုကရေစီစနစ်ကိုအုံမြင့်ချတယ်2008ထွက်တယ် အခုနာဆာကအစိုးရကဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအုံမြင့်ချတယ်2008ကိုထပ်ပြင်းမယ်ပြင်ပြီးသွားပြီ agree ယူပြီးသွားပြီ53ချက် agree ဖြစ်သွားပြီမှတ်သွားနော်53ချက် agree ဖြစ်သွားပြီအဲ့ဒီလိုပြင်ဖို့လဲအဆင့်၈ဆင့်နဲ့အလုပ်လုပ်ခဲ့တယ်ကျွန်တော်သိလိုက်တာ၂ဆင့်ပဲသိတယ်ရန်ကုန်မန္တလေးမှာ၁ဆင့်အိန္ဒိယမှာ၁ဆင့်အဲ့၂ဆင့်ပဲကျွန်တော်သိလိုက်တယ် တော်လေနိုင်ငံရေးသားမှုတော့အကုန်လုံး live မလေ့လာနိုင်နော်အဆင့်ရှိစင်းနဲ့ပြင်တာ43ချက် agree ပြီးွားပြီဒါပေမဲ့အဲ့ဒါတရားဝင်ပြင်ဖို့ကအရက်သားအဆိုးရပဲပြင်ရတာမို့လို့လာမဲ့လွတ်တော်ကြရင်အဲ့ဒီ43ချက်ကိုကိုကိုကြီးတို့နော်အကုန်လုံးကအဲ့ဒါတွေကိုစွန့်နေကြရတော့မှာရက်သားအဆိုးရတွေကနော်အဲ့တော့နာဇာကအဆိုးရက Federal Democracy ပြည်တော်စုကြီးကိုစနစ်အစ်စပြီးတော့ဖော်ပေးခဲ့ဟုတ်ပြီ တေချာနားထောင်နော်အရေးကြီးပြီနော်တေချာနားထောင်နော်